မော်စကိုမြို့ကြီးကိုယူကရိန်းကဒရုန်းမိုးရွာပြီးအပြင်းထန်တပြိုင်နက်တည်းတိုက်ခိုက်နေတယ်လို့သိရပါတယ်။ယမန်နေ့ညကရုရှားနိုင်ငံမော်စကိုမြို့တော်အားယူကရိန်းကအကြီးမားဆုံးမောင်းသူမဲ့ဒရုန်းစစ်ဆေးနဲ့တိုက်ခိုက်ခဲ့တယ်လို့မော်စကိုမြို့တော်ဝန်စာကေးဆိုပြန်နေကပြောပါတယ်။ရုရှားလိကြောင်ရန်ကောက်ဝဲတဖွဲ့တွေကယူကရိန်းဒရုန်း338စင်ကိုပစ်ချခဲ့ကြောင်းလဲရုရှားကောက်ဝဲဝန်ကြီးဌာနကပြောပါတယ်။ဒါဟာရုရှားနဲ့ယူကရိန်းရေးတွက်ဆော်လီမာဆွေးနွေးနေစဉ်ကာလမှာတဖက်နဲ့တဖက်အပြန်အလှန်တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေမှာအဆောက်အုံနဲ့မော်တော်ကားတွေထိခိုက်သွားတာလို့ရုပ်သက်မှတ်တမ်းတွေရသိရပေမဲ့ထိခိုက်မှုအသေးစိတ်အခြေအနေကိုတော့မသိရပါဘူးဒီတိုက်ခိုက်မှုကြောင့်ယူကရိန်းဘက်ကအဆိုပြုထားတဲ့တာဝေပစ်ဒုံးကြီးများပစ်ခတ်ခြင်းနဲ့လေကြောင်းတိုက်ခိုက်မှုများနှစ်ဖက်ရကြဖို့အဆိုကိုရုရှားသမ္မတပူတင်ကပိုပြီးလက်ခံတင်တယ်လို့ယူကရိန်းတာဝန်ရှိသူတို့ကဆိုပါတယ်ဆော်ရှုံသွားတဲ့နေမီလီဆုံးလို့ပြီးယူကရိန်းရုရှားစစ်ပွဲရစဲဖို့အမေရိကန် PR ပေးနေတာကိုညှိနှိုင်းနေရတဲ့ယူကရိန်းကဝင်ဟင်းနဲ့ယူတိုက်ခိုက်မှုကိုရတံမို့ရုရှားကိုဆိုပြထားပါတယ် ဒါပေမဲ့ရုရှားသမ္မတပူတင်ဟာအဲ့ဒီကမ်းလှမ်းချက်ကိုပယ်ချထားပါတယ်ယူကရိန်းနဲ့အမေရိကန်တောင်းရှိသူတွေဟာအခုအချိန်မှာတော့ sorry အာရဗျနိုင်ငံမှာစစ်ပွဲနဲ့ပတ်သက်ပြီးတွေ့ဆုံဆွေးနွေးနေကြပါတယ်ဒါအပြင်ယူကရိန်းရုရှားစစ်ပွဲအတွက်နိုင်ငံပေါင်း30မှာကာကွယ်ရေးဆိုင်ရာဝန်ကြီးတွေနဲ့အားရှိတွေလည်းပြည်သူနိုင်ငံပါရီမြို့မှာဒီနေ့စီးပွားရေးပြုလုပ်မှာဖြစ်ပါတယ်။ဆက်လက်ရရှိတဲ့အချက်အလက်တွေကဆိုရင်ယူကရိန်းရဲ့ပြင်းထန်တဲ့ဒရုန်းတိုက်ခိုက်မှုကြောင့်မော်စကိုမှာလူထုထိဆောင်ပြီးလေကြောင်းနဲ့ရထားပို့ဆောင်ရေးကဏ္ဍဆိုင်ငံ့ခဲ့ရပါတယ်။ အပြစ်မဲ့နေရာတွေဟာမီးလောင်ခဲ့ပြီးပြည်တွင်းလေကြောင်းနဲ့ပြည်ရဆိုင်ခဲ့ရကြောင်းမော်စကိုအာဏာပိုင်တွေကပြောပါတယ်။ဒီနေ့မနက်လိုင်းတိုင်းမှာ မော်စကိုဒေသကိုအင်အားကြီးမားတဲ့ဒရုန်းနဲ့စတဲ့တိုက်ခိုက်ခံရပါတယ်။လောလောဆယ်တော့လူတူသေဆုံးပြီးသုံးတန်ရတယ်လို့သိရကြောင်းပြောပါတယ်။အနည်းဆုံးမော်စကိုမဲ့လိုင်း69ဒေသကိုတောင်းကြီးတွေတို့တော့ကြောက်မဖွယ်ချင်းကလာခဲ့ကြောင်းမျိုးနေလူတူကတိတိပြောပါတယ်။ လူဦးရေ20တန်းနဲ့မနေ့နေ့တိုင်းနဲ့မော်စကိုနဲ့အနီးတစ်ဝိုက်ဟာဥရောပမှာရှိတဲ့အကျယ်ပြန့်ဆုံးမြို့ပြ area ထဲမှာတစ်ခုဖြစ်ပြီးတူရကီနိုင်ငံအစ္စတန်ဘူမြို့ပမာဏလောက်ရှိပါတယ်ဒရုန်းတိုက်ခိုက်မှုပြီးလေကြောင်းအန္တရာယ်ကင်းရှင်းစေဖို့မော်စကိုမြို့တော်မှာရှိတဲ့လေဆိပ်လေးခုမှာလေရင်အစင်းတက်အားလုံးဆိုင်းငံ့ခဲ့ပါတယ်မော်စကိုအရှေ့ဘက်မှာရှိတဲ့ဒေသတည်ရှိချားလေဆိပ်နှစ်ခုလည်းဖိတ်ထားပါတယ်အခုတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် Kremlin တော်ရဲ့ရှေ့တောင်ဘက်ကီလိုမီတာ90ခန့်ကွာမော်စကိုစင်ချေဖုံးဒေသ ခရိုင်တစ်ခုမှာရှိတယ်အထက်ပေါင်းများစွာမြင်တဲ့အဆောက်အုံအစ်တလုံးရှိတိုက်ခန်းခုနှစ်ခန်းခုနှစ်ခုထပ်မင်းပြည့်စည်ခဲ့ပြီးဒေသခံတွေကိုဘေးလွတ်ရာကိုရွှေ့ပြောင်းစေခဲ့ပါတယ်မော်စကိုတောင်ဘက်35ကီလိုမီတာခွန်ကွာမှာရှိတဲ့မြစ်ထားဘူတရုံမှာတဲ့ရထားလမ်းအခြေခံအဆောက်အုံတွေဒရုန်းတွေပြုတ်ကျမှုကြောင့်ပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်အရသာပြစ်မှတ်တဲ့ပုံမှာယူကရိန်းကအခုလိုမျိုးဒရုန်းမိုးရွာပြီးတိုက်ခတ်ခဲ့တဲ့ပုံမိမိအနေနဲ့နားမလည်နိုင်ဘူးလို့ရုရှားကပြောပါတယ်ရုရှား ်သမရပူတင်ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဒီမီထရီပက်စကော့ကအွန်လိုင်းသတင်းစာရှင်းပွဲမှာပြောလိုက်တာပါရုရှားအနေနဲ့ယူကရိန်းရဲ့စစ်ပဆိုင်အပြစ်မှတ်တွေကိုပဲစနစ်တကျရွေးချယ်တိုက်ခိုက်ခဲ့ပြီးမြန်မာလန်ဒီနဲ့ယူကရိန်းကတော့ရုရှားရဲ့အပြစ်မဲ့အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ပက်စကော့ကဆိုပါတယ်မန်နော်ဒီရဲ့စစ်တရနေ့ကမော်စကိုပေါင်းဝင်ဒေသတော်များကိုတိုက်ခိုက်ခဲ့တဲ့ပေါ်အပြင်းထန်ဝေဖန်ထားပါတယ်အမေရိကန်အနေနဲ့ယူကရိန်းကိုလက်နက်ခဲရပေးဖို့ဒါရက်ဆိုင်ထားတယ်ဆိုပေမဲ့ ယူကရိန်းလက်ထက်မှာလာပေါင်းများစွာတိုက်ခိုက်နိုင်တဲ့လက်နက်ခဲရအရေးအတွက်ပေးပို့ထားပြီးဖြစ်တယ်လို့လည်းပတ်စကော့ကပြောပါတယ်။အီလိုမတ်စ်အနေနဲ့သူ့ရဲ့ Starlink Internet စနစ်ကိုပိတ်လိုက်မယ်ဆိုရင်လည်းယူကရိန်းနဲ့ဟာနောက်ထပ်အစားထိုးသုံးမဲ့ Internet စနစ်တွေရှိပြီးဖြစ်တယ်လို့ Dimitri Peskov ကပြောသွားပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အမေရိကန်နဲ့ယူကရိန်းဆွေးနွေးပွဲကိုဆော်လီနိုင်ငံမျိုးတော်ရီယက်မှာစတင်ကျင်းပနေပြီဖြစ်ပါတယ်။မလာစတင်နေမှာစတင်ကျင်းပနေကြောင်းနိုင်ငံပိုင်သတင်းတွေကဖော်ပြပါတယ်။ မရိကန်ကိုယ်စားလှယ်ဖွဲ့မှနိုင်ငံခြားရေးဝန်ကြီးမာကိုရီဘီယိုနဲ့မြို့သားလူကြိုအကြံပေးပုဂ္ဂိုလ်မိုင်းဝါစ်တို့ပါဝင်ပြီးယူကရိန်းဖွဲ့မှတော့နိုင်ငံခြားရေးဝန်ကြီးအန်ဒရီစီဗီယာကာဝေးဝန်ကြီးရူစတန်အိုမာရောနဲ့သမောင်ရုံးချက်မေပုဂ္ဂိုလ်အန်ဒရီယာမတ်တူတက်ရောက်ကြောင်းစော်လီသတင်းတွေကဖော်ပြပါတယ်။ယူကရိန်းသမားစနန်စကီးကလည်းရီယက်မျိုးတော်ကိုရောက်ရှိနေပြီမဲ့အဲ့ဒီဆွေးနွေးပွဲကိုတက်ရောက်ဖို့မရှိဘဲစော်လီရင်းရှိမင်းသားပါဝင်ဆင်းမြဲဆိုးရရရှိနေတဲ့နှစ်နိုင်ငံပူးပေါင်းဆောင်ရည်အတွက်ဆွေးနွေးပွဲတွေကျင်းပနေကြောင်းလည်းစော်လီခြေဆိုင်သတင်းတွေကဖော်ပြပါတယ်။ ယူကရိန်းသမ္မတဇလန်စကီအနေနဲ့ဒေါ်နယ်ထရန့်နဲ့နောက်တစ်ကြိမ်အတီလင်းဆွေးနွေးခြင်းပုံရတယ်လို့လည်းဆိုပါတယ်။ Sorry Anxious ဆန်နဲ့တွေ့ဆုံခြင်းမှာယူကရိန်းသမ္မတဇလန်စကီကပြောခဲ့တာကရုရှားယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့အဓိကကြတဲ့ဖြစ်စဉ်ဖြစ်ဖို့မျှော်လင့်ကြောင်းဆိုပါတယ်။ရုရှားရဲ့ကြိုးကြော်မှုစတင်ကလေးက sorry ကဂျောင်းဝင်ဖြန့်ဖြေးပေးတဲ့ကိစ္စတွေကိုဆောင်ရွက်ပေးခဲ့လို့ကျေးဇူးတင်တယ်ဆိုပါတယ်။အရှေ့ဆန်နဲ့ကျွန်တော်တွေ့ခဲ့ပါတယ်။ကမ္ဘာရေးနဲ့ပတ်သက်ပြီး အင်ရှိမင်းသားမိုဟာမက်ဘင်ဆယ်မန်ရဲ့အမြင့်ကျပြတ်မှုနဲ့ယူကရိန်းကိုထောက်ခံမှုတို့အကျေစုတင်ပါတယ်။ကျွန်တော်တို့ပြန်လည်ပူးပေါင်းဆောင်ရွက်မှုနဲ့တခြားပါတနာနိုင်ငံတွေနဲ့ပူးပေါင်းမှုတွေစားတဲ့အဓိကအကြောင်းအရာတွေဆွေးနွေးခဲ့တယ်ပြောပါတယ်။ဆော်ဒီနိုင်ငံကတရမန်ရေးအတွက်အဓိကနေရာကပါဝင်ဆောင်ရွက်ပေးလို့ကျွန်တော်တို့အသိအမှတ်ပြုတယ်လို့ဆိုပါတယ်။ဆော်ဒီယာအကျဉ်းသားလေးလေးတောင်မျိုးပါဝင်ပြီးခဲ့တဲ့လကရုရှားနဲ့အမေရိကန်တို့တွဲဆုံဆွေးနွေးပွဲလိုမျိုးတွေမှာလည်းလက်ခံစီစဉ်ပေးခဲ့ပါတယ်။ ဇလန်စကီရဲ့အင်ဖြူရောဆနုပ်ပွဲမအောင်မမြင်ပြီးခဲ့ပြီးနောက်ပိုင်းအင်ကာနေကအမေရိကန်နဲ့ယူကရိန်းတို့ဟာသူတို့ရဲ့တရားဝင်တွေ့ဆုံမှုကိုပထမဆုံးချိန်ဆော်ဒီမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်ခရန်ရှေလေဘန်ဒန်မစတီဝစ်အောကတော့ဒီတွေ့ဆုံပွဲကိုမျှော်လင့်ချက်ကြီးကြီးထားတယ်လို့ဆိုပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ရုရှားထူးတပ်တွေဟာတံငွေပိုက်လိုင်းတွေမှာကုတ်ကပ်ပြီးတော့တောရောက်တာယူကရိန်းတပ်တွေကိုနောက်ကျောကဝန်တိုက်ခဲ့တယ်လို့ဆိုပါတယ်။ ရုရှားထုတ်တပွဲဟာဒုံးလေးပိုက်လိုင်းခုခုတွင်းကသွားရောက်ပြီးကတ်စတေတာမှာရှိတဲ့ယူကရိန်းတပ်တွေကိုနောက်ကျောဘက်မှတိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းစစ်တပ်နဲ့ရုရှားစစ်ပွဲဘလော့ဂါတွေကဖော်ပြပါတယ်။ယူကရိန်းတွေဟာရုပ်တရက်စစ်စင်ရေးနဲ့တိုက်ခိုက်သိမ်းမှတ်ထားတဲ့နယ်စပ်ဖြစ်တဲ့ Kosmin ရဲ့အစိပ်ပိုင်းတွေကိုပြန်လည်သိမ်းယူနိုင်ရေးထိုးစစ်ဆင်မှုဟာအောင်မြင်မှုသိရနိုင်ပြီလို့မော်စကိုကပြောပါရယ်ယူကရိန်းဟာအောက်ဂုလမှာ Kosmin တပ်ကိုဝန်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာရုရှားနဲ့မျိုးကိုကြီးမားဆုံးတိုက်ခိုက်မှုဖြစ်ပါရယ် အဲ့နောက်ရပိုင်းနဲ့ယူကရိန်းတရားနယ်စပ်မဟာဗျူဟာမြောင်းမျိုးဖြစ်တဲ့စူဂျာမြို့အပေါင်းဝင်စတရန်ကီလိုမီတာတစ်ထောင်နဲ့မြေကျော်ဝန်းကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ရုရှားစစ်တုံးမရနဲ့ချီကိုဖန်ဆီးခဲ့ပါတယ်အဲ့ဒီစစ်စင်ရအနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက်အလဲအထက်တစ်ခုရရှိဖို့နဲ့ယူကရိန်းရှေ့ပိုင်းမှာပြင်းထန်ထိုးစစ်ဆင်နေတဲ့ရုရှားတပ်တွေလမ်းကြောင်းပြောင်းသွားစေဖို့ရည်ရွယ်ချင်းဖြစ်ပါတယ်။စနေနေ့ညပိုင်းကတော့ယူကရိန်းဘောဂရမင်နောက်ထောက်ခံသူဘလော့ဂါတို့ကတင်ခဲ့တဲ့ Telegram post ကိုရရုရှားထူးတက်ဖွဲ့တွေဟာ မကြာသေးနေ့တည်းမော်စကိုကဥရောပကိုဓမွေပို့ခဲ့မှုတဲ့ပိုက်လိုင်းတွင်၉မိုင်ခန့်လမ်းလျှောက်ဝင်လာတယ်ဆိုပါလေ။တချို့ရုရှားတပ်ဖွဲ့တွေဟာပိုက်လိုင်းတွင်ရဲတော်ကြတော်မှနေထိုင်ခဲ့ကြောင်းနဲ့အဲဒီနောက်စူဂျာမျိုးဒီမှာရှိတဲ့ယူကရိန်းတပ်ကိုနောက်ပိုင်းကနေအုံနဲ့ကျင်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါလေ။ရုရှားကယူကရိန်းကိုဝင်ရောက်မတိုက်ခိုက်မီက2022ခုနှစ်မှာလူဦးရေ9000ခန့်နေထိုင်တဲ့စူဂျာမျိုးလေဟာ ယူကရိန်းနဲ့မြန်မာတဆင်ရုရှားသဘောတမွေတင်ပို့မှုရဲ့အဓိကထွက်ပေါက်ဖြစ်ပြီးတော့ပိုက်လိုင်းတစ်လျှောက်တံငွေလွှဲပြောင်းခြင်းနဲ့တိုင်းဒါစ်ခန်နေတည်ရှိပါတယ်။အခုတော့အဲ့ဒီပိုက်လိုင်းတွေကအကောလုံးပိတ်ထားပါတယ်။တူးမေဂျာလို့မည်ပေးထားတဲ့နောက်ထပ်စစ်ပွဲဘလော့ဂါတွေကလည်းစူဂျာမြို့တိုက်ပွဲပြင်းထန်ဖြစ်နေပြီးရုရှားတပ်တွေဟာတံငွေပိုက်လိုင်းကတဆင်မျိုးတွေကိုဝင်ရောက်နိုင်ခဲ့တယ်ဆိုပါတယ်။ရုရှားဖက်သမားနဲ့ချင်းမွေးအုပ်စုတွေကပိုက်လိုင်းကိုအသုံးပြုပြီးစူဂျာပြည်ပိုင်းကိုခြေကုပ်ယူနိုင်မှုကြိုးပမ်းခဲ့တယ်လို့ယူကရိန်းစစ်ဝစီချုပ်ကအတည်ပြုပါတယ်။ရုရှားတပ်တွေကိုခြေမြူတွေ့ရှိခဲ့ကြောင်းနဲ့ ယူကရိန်းတပ်တွေကလည်း rocket တွေအမြောက်ကြီးတွေနဲ့အပြင်းထန်တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းမှပြောချင်ပါတယ်။ American သမားထွန်ဟာဂျပန်နဲ့တောင်ကိုရီးယားထံမှလုံခြုံရေးထောက်ပံ့ခါပို့တောင်းပွဲရှိနေတယ်လို့ဆိုပါတယ်။ American သမားဒေါ်နယ်ထွန်ဟာဂျပန်နဲ့တောင်ကိုရီးယားတို့ဟာ American ရဲ့ကာကွယ်ကိုရယူထားလို့လုံခြုံရေးထောက်ပံ့ခြင်းပုံမှုပေးဆောင်ဖို့တောင်းဆိုပွဲရှိတယ်လို့ South China Morning Post ကဖော်ပြပါတယ်။ဒါကြောင့်ထွန်ဆိုရဖွဲ့ဟာ North Pacific ဒေသမှာရှိတဲ့ အမေရိကန်အနည်းဆုံးမဟာမိတ်ဖြစ်တဲ့ဂျပန်နဲ့တောင်ကိုရီးယားတို့စီကနေလုံခြုံရေးနဲ့ကွန်ထရေးဆိုင်ရာတောင်းဆိုမှုတွေပြုလုပ်ဖို့ပြင်ဆင်နေပွဲရှိပါတယ်။ဂျပန်နဲ့တောင်ကိုရီးယားတို့မှာအမေရိကန်စစ်တီတွေဖြန့်ကျက်ချထားပြီးကာကွယ်ပေးထားလို့ထရန့်ဟာဂျပန်နဲ့တောင်ကိုရီးယားစီကနေခါချင်းငွေပုံမတောင်းဆိုပွဲရှိပါတယ်။ဒီတောင်းဆိုချက်ကိုလိုက်နာခြင်းမပြုရင်ဒီနိုင်ငံတွေမှာဖြန့်ကျက်ချထားတဲ့အမေရိကန်စစ်တီတွေကိုဒေါ်နယ်ထရန့်ကပြန်ရုပ်သိမ်းမယ်လို့ချိန်ချထားပါတယ်။ အရေးကြီးဆုံးအချက်ကတော့အမေရိကန်ဟာဂျပန်တောင်ကိုရီးယားဒါမှမဟုတ်ထိုင်ဝမ်တို့ကိုအကာအကွယ်ပေးသွားမဲ့တန်တိတ်ထံမျိုးမရှိတော့တာကိုထရန့်ရဲ့မှတ်ချက်စကားအရသတိထားမိတယ်လို့တိုကိုမကတောင်ဝင်ရှိသူတွေကပြောပါတယ်တကယ်လို့ခင်ဗျားဟာဂျပန်ဆိုရအဖွဲ့တွေကအရာရှိတူဖြစ်နေပြီးအမေရိကန်ရဲ့လုံခြုံရေးထိရိပ်အကာအကွယ်ကိုယုံကြည်နေသေးတယ်ဆိုရင်တော့ထရန့်ဟာသူ့ရဲ့အိမ်တော်ရေးမှာတစ္ဆာဆောင်တည်တဲ့လူမျိုးဖြစ်တယ်လို့ယုံကြည်နေတဲ့ခန့်ညံ့ညံ့လူတွေထဲမှာပါဝင်သွားလိမ့်မယ်ဆိုပြီးလဲ တိုဂျိုကပြောပါတယ်ထရန်ဟာကာလာကြာရှိတည်ရှိခဲ့တဲ့ American Japan လုံခြုံရေးကိုပြတ်တားမှုမရှိကြောင်းပြောခဲ့ပြီးတောင်ကိုရီးယားဟာလည်း American ကိုစီးပွားရေးအရအမျက်ထုတ်နေကြောင်းဆွဆဲပါတယ်ဒါကြောင့် Japan နဲ့တောင်ကိုရီးယားတို့ဟာ American ရဲ့လုံခြုံရေးကူညီအတွက် Trump ဘက်မှတုံ့ဆုံမှုတွေကိုကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ကြောင်းနိုင်ငံရေးကျွမ်းကျင်သူတွေက ပြောပါတယ်နောက်ထပ်သတင်းမှုပြောချင်ပါတယ်ပိုလန်နိုင်ငံလေးဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုစူးစမ်းမယ်လို့ဆိုပါတယ်အရရောက်သူတိုင်းလည်း စစ်မှုမထမ်းမနေရအမျိုးသားတိုင်းစစ်စစ်နဲ့တက်ရမယ်လို့ပိုလန်ကျုပ်တော်နဲ့တက်စကာပြောပါတယ်။တမလားထရန့်လက်ထက်အမေရိကန်ရဲ့ပထဝီနိုင်ငံရေးမူဝါဒနက်ရှိုင်းစွာပြောင်းလဲသွားခြင်းကြောင့်ပိုလန်နိုင်ငံအနေနဲ့ဆင့်ရအရေးပေါ်တိုးချက်ပြီးနျူကလ িয়ার လက်နက်ပိုင်ဆိုင်နယ်မဲ့ခွင့်လန်းကိုရှာဖွေရတော့မယ်လို့ပိုလန်ကျုပ်တော်နဲ့တက်စကာပြောလိုက်ပါတယ်။တတော်ကိုပြောမှာ၎င်းကနျူကလ িয়ার လက်နက်ထုတ်လို့ရတဲ့ရှင်းရှင်းလင်းလင်းဆိုပြပြောဆိုခြင်းမရှိပေမဲ့လည်းနျူကလ িয়ার နဲ့သမယိုးကြမဟုတ်တဲ့ခင်မီလက်နက်တွေဘလို့ရနိုင်မလဲဆိုတာနီးလက်နေရှာပါမယ် ခေမီဆုံးလက်နက်စံတွေဘလို့ရနိုင်မလဲဆိုတာပြည့်ပြည့်သားသားရှာဖို့အချိန်ကြပါပြီလို့ပြောပါတယ်။ပိုလန်ဆိုရဟာအော်ဘတ်တိုင်းမှာရှိတဲ့ညူလက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဖြစ်တဲ့ဗြိတိန်ပြည်သစ်တို့နဲ့လင်းလင်းလက်နက်ဆွေးနွေးမှုတွေလုပ်ခဲ့ပြီးပြင်သစ်ကအန္တရာယ်ကျလာရင်တခြားအော်ဘတ်နိုင်ငံတွေကိုညူလက်နက်နဲ့အကာအကွယ်ပေးနိုင်မယ့်အခြေအနေရှိလားဆိုတော့လည်းဆွေးနွေးနေကြောင်းပိုလန်ဝန်ကြီးချုပ်ကလွှတ်တော်မှာရှင်းပြပါတယ်။ဒါပြင်စစ်ဖြစ်လာရင်အသိဖြစ်ဖို့အရွယ်ရောက်ပြီးသားမျိုးသားအားလုံးစည်ရင်းလေးကျင့်ရမယ်လို့ဆိုပါတယ်။ တမရထရန့်ဒုတိယကြိမ်တက်လာပြီးနောက်အမေရိကန်ကယူကရိန်းကိုကျူးကျော်တဲ့ရုရှားအားအပြစ်မတင်ပဲယူကရိန်းကိုသာအပြစ်တင်ခဲ့ခြင်းဥရောပအားရုရှားကတိုက်ခိုက်နိုင်ရင်အမေရိကန်ကဝင်ရောက်ဖန်တားဖို့မသေးကြတော့ကြောင်းပြောဆိုခြင်းနဲ့အမေရိကန်နဲ့ဥရောပနိုင်ငံများစုပေါင်းနဲ့မြောက်တလန်တိတ်နီတိုဖွဲ့စည်းချုပ်အားလူသိရှင်ကြားပြစ်တင်ရှုတ်ချခြင်းတွေပြုလုပ်ခဲ့ပါတယ်ဒါကြောင့်ပိုလန်ပါဝင်ဥရောပနိုင်ငံများကာကွယ်ရေးစိတ်မြင့်တင်ပြီးယူကရိန်းကိုပုံမိုးတိုးမြင့်ထောက်ပံ့ပေးဖို့နဲ့ ဥရောပတိုက်မှာဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းအကြီးအကျယ်လက်နက်တပံတက်ဆင်မှုကျိုးပန်းနေပြီဖြစ်ပါတယ်။ပိုလန်ဟာအရှေ့ဥရောပမှာရှိတော့ရုရှားရဲ့ကျူးကျော်မှုကိုခံနေရတဲ့ယူကရိန်းနဲ့လည်းအင်ဒီဂျင်နိုင်ငံဖြစ်ပါတယ်။ဒါအပြင်ရာစုနှစ်များစွာတွင်ပိုလန်ပေါင်းရဲ့ရှေ့ဥရောပနိုင်ငံတွေဟာရုရှားရဲ့သိမ်းပိုက်ခြင်းကိုအကြိမ်ကြိမ်ခံခဲ့ရပြီးဘိုးကျနှိပ်စက်မှုတွေကိုလည်းခံခဲ့ရတဲ့အတိတ်အမဆိုးတွေရှိပါတယ်။အမေရိကန်ရဲ့မူဝါဒပြောင်းလဲကြောင့်ဒါတွေကိုရောဝတ်လက်မခံဘဲကာကွယ်ဖို့ ်စိတ်ဓာတ်တွေတဖန်လို့ထလာပြီဖြစ်ပါတယ်။ပိုလန်ခြေနေကိုလက်ရှိမျက်မှောက်မှာကြည့်ပါ။ယူကရိန်းခြေနေက ပိုလို့တော်မြင်သာပါတယ်။လွန်ခဲ့တဲ့လနိုင်ငံတော်ကတည်းအကြက်ရလိုက်တဲ့အခြေအနေပါလို့ဒေါနယ်တက်စ်ကပြောပါတယ်။1980မှာပေါ်ပေါက်ခဲ့တဲ့ညူလက်နက်မပြတ်ပွားရေးစာချုပ်ရာပြင်သစ်ဖြစ်တဲ့ American Russia နဲ့တရုတ်ကြီးငါးကြီးနိုင်ငံကလွဲပြီးကျန်နိုင်ငံတွေမှာနျူကလ িয়ার လက်နက်မပိုင်ဆိုင်ရေးကိုတားမြစ်ခဲ့ပါတယ်။ဒီစာချုပ်မှာပိုလန်လက်မှတ်ထိုးခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီစာချုပ်မှာထောက်ခေါ်ပြီးပိုလန်နိုင်ငံနျူကလ িয়ার လက်နက်ပစံရေးကိုနိုင်ငံအတွင်းမှာရဖန်ရန်ခါဆွနစ်မှုတွေရှိခဲ့တာပဲဖြစ်ပါလေ။နောက်ထပ်သတင်းမှုပြောချင်ပါလေ။တောင်ဆူဒန်မှာကုလသမဂ္ဂရဟင်းရင်ဒစဉ်ပြတ်ချခံရပြီးအများအပြားသေဆုံးခဲ့ပါလေ။တောင်ဆူဒန်နိုင်ငံမှာဆိုရတက်တွေကိုကယ်ထုတ်ဖို့ကြိုးပမ်းတဲ့ကုလသမဂ္ဂရဟင်းဒစဉ်ပြတ်ချခံရလို့အများအပြားသေဆုံးခဲ့တယ်လို့ကုလသမဂ္ဂကပြောပါလေ။ဒီကိစ္စနဲ့ပတ်သက်ပြီးရှုတ်ချကြောင်းကုလတွင်မျိုးအန်တိုနီယိုဂူတာရက်စ်ကဆိုပါလေ။ နိုင်မြင့်ထပ်ပိုင်းပြည်နယ်မှာဖြစ်နေတဲ့တိုက်ပွဲတွေအတွင်းကဲထိုးရေးကြိုးပမ်းမှုမှာကုလသမဂ္ဂဝန်ထမ်းတယောက်လည်းသေဆုံးခဲ့ပါတယ်။ဒါအပြင်ဒရယာယဆူဒန်ထိပ်တန်းစစ်ဗိုလ်ချုပ်တယောက်နဲ့တခြားတပ်ဖွဲ့ဝင်များအပြားသေဆုံးခဲ့ပါတယ်။ယဟယအတိုက်ခံရမှုဟာဆေးရဆွေးမှုဖြစ်နိုင်တယ်လို့ကုလသမဂ္ဂကပြောပါတယ်။တိုက်ခိုက်မှုတွင်တောင်ဆူဒန်စစ်သား28ယောက်သေဆုံးခဲ့တယ်လို့တောင်ဆူဒန်ပြည်ကြားရေးဌာနကပြောပါတယ်။နိုင်မြင့်ထပ်ပိုင်းမှာရဲတပ်ပောင်းများစွာတိုက်ပွဲတွေဖြစ်တာဟာသဘောထားကွဲလွဲနေတဲ့ တောင်စုတဲ့သမားကေယာနဲ့ဒုသမားမာချာတို့ကြားခိုင်မာတဲ့ငင်းချင်းသဘောတူညီချက်ကိုချိန်ချောက်နေပါလေသူတို့နှစ်ယောက်ကြားသဘောထောက်ပွဲမှုဟာ2013မှာပြည်တွင်းစစ်ကြီးကိုစပြုခဲ့ပါတယ်ပြိပကတွင်လူ၄သိန်းလောက်သေပြီးလူ၂သန်းခွဲကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်2018မှာတော့ငင်းချင်းသဘောတူညီချက်ကိုလက်မှတ်ရထုတ်ခဲ့ပေမဲ့နှစ်ဖက်သက်တင်တဲ့မဟာမိတ်ဖွဲ့တွေဟာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတော့မှဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ် အမေရိကန်ရဲ့အကူအညီရပ်ဆိုင်းခံရပြီးနော်ယူကရိန်းဘက်ကယက်တီကြောင့်လည်းကာကွယ်ရေးသုံးစစ်တိုးမြင့်မယ်လို့ဥရောပကောင်းဆောင်တွေက ပြောထားပါတယ်။အဲ့ဒီထဲမှာ EU ရဲ့ကာကွယ်ဖွဲ့ဝင်28နိုင်ငံအတွက်ကာကွယ်ရေးသုံးစစ်ဖြစ်ဒေါ်လာဘီလီယံ160ကိုလည်းချီးမယ်လို့ဆိုပါတယ်။အဖွဲ့ဝင်28နိုင်ငံကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပူးတဲ့သဘောတူညီချက်ထုတ်ပြန်ခဲ့ပြီးနိုင်ငံကောင်းဆောင်တွေကသူတို့ရဲ့ဝန်ကြီးတွေကိုအစီရင်ခံစာထေချာစစ်ဆေးဖို့ညွှန်ကြားထားပါတယ်။ အဲ့ဒီ29ဦးထဲမှာခရိုင်ရဲ့မဟာမိတ်ရုရှားနဲ့ဆက်ဆံရှိသူဟန်ဂေရီမျိုးသားရေးဝါဒီခေါင်းဆောင်ဗီတာအော်ဘန်တော့မပါဘူးလို့ပြောပါတယ်ယူကရိန်းမှာပဲဆွေးနွေးမှုဆိုတာမရှိကြောင်းဥရောပ26နိုင်ငံရဲ့ခေါင်းဆောင်တွေကပြောခဲ့ပြီးယူကရိန်းကိုဆက်ကူညီပေးဖို့ကတိပြုခဲ့တဲ့အပြင်ယူကရိန်းကိုထောက်ခံမှုပေးခဲ့ကြောင်းဆိုပါတယ်။ဟန်ဂေရီဝန်ကြီးချုပ်ဗီတာအိုဘန်ကတော့တမရခရန်နဲ့ပူတင်တို့နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့အတွက်ကြောင်းသူ့ကိုအဲ့ဒီအစည်းအဝေးကိုတက်ဖို့ဖိတ်ချင်းလည်းမရှိခဲ့ဘူးလို့ဆိုပါတယ်။နောက်ထပ်သတင်းပေါ်ပြောချင်ပါတယ်။ ထိုင်ဝမ်နိုင်ငံရဲ့လွတ်လပ်ရေးကိုထောက်ခံသူဖွန်သမျှဟာမီးနဲ့ကစားနေတာပဲဖြစ်တယ်လို့တရုတ်ကပြောပါတယ်။ထိုင်ဝမ်ဟာဘယ်တော့ခါမှတိုင်းပြည်တစ်ခုဖြစ်မှာမဟုတ်လို့အနာဂတ်မှာလည်းဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့တရုတ်နိုင်ငံသားဝန်ကြီးဝန်ကြီးကပြောပါတယ်။ထိုင်ဝမ်လွတ်လပ်ရေးထောက်ခံတာဟာတိုင်းပြည်ကိုပြိုကွဲစေတာပဲဖြစ်ပြီးထိုင်ဝမ်လွတ်လပ်ရေးကိုထောက်ခံတာဟာတရုတ်ပြည်တွင်းရေးကိုဝန်ရောက်ဆက်ဖက်မှုဖြစ်ပါတယ်။ထိုင်ဝမ်ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုကထိုင်ဝမ်ရေလက်ကြားတည်ငြိမ်မှုကိုထိခိုက်စေတယ်လို့ဝန်ကြီးကဆိုပါတယ်။ ထိုင်ဝမ်လွတ်လပ်ရေးထောက်ခံသူတွေဟာမီးနဲ့ကစားတာဖြစ်ပြီးကိုကိုကိုမီးရှို့သက်သေတာပဲလို့သူကသတိပေးထားပါတယ်။ထိုင်ဝမ်ဟာတရုတ်ရဲ့ထာဝရအစိတ်ပိုင်းတစ်ခုဆိုတာတမိုင်းကြောင်းနဲ့ပဂတိအရှိတရားကအတည်ပြုနေတယ်ပြောပါလိမ့်။ချောချာအာနာအခြေခံစီမီဟာကုလသမဂ္ဂဘရင်ကြီးရဲ့အုံမြင့်ဖြစ်ပြီးဘယ်တိုင်းမြို့မဟုတ်ဘယ်ပုဂ္ဂိုလ်မှစနစ်တစ်ခုမရှိသင့်ဘူးလို့ဝါကြီးကထောက်ပြပါတယ်။တရုတ်တနိုင်ငံရဲ့မူဝါဒကိုတည်ပြုခြင်းဟာထိုင်ဝမ်လွတ်လပ်ရေးဘလို့ပုံစံကိုမဆိုဆန့်ကျင်တာဖြစ်ပြီး တရုတ်ပြည်မှာလည်းပြန်ပေါင်းစည်းဖို့ဖြစ်လာရေးဟာတရုတ်ပြည်သူတွေရဲ့ပြင်းထန်တဲ့ဆန္ဒပါလို့ဝန်ကြီးကပြောပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။အာဂျင်တီးနားနိုင်ငံမှာမိုးသီးထန်စွာရွာသွန်းမှုကြောင့်ရေလွှဲမှုတွေဖြစ်ခဲ့ပြီးလူ၁၀ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။မိုးသီးထန်စွာရွာသွန်းခဲ့တဲ့ဘာဟီယာဘလန်ကာစိတ်ကမ်းမြို့တွေမှာရေလွှဲမှုဖြစ်ကလူပေါင်းများစွာရွှေ့ပြောင်းခဲ့ရတယ်လို့သိရပါတယ်။ မိုးရွာသွန်းမှုနဲ့ရေလွှမ်းမှုမှုကြောင့်နေအင်းဒီနဲ့ဆေးရုံတွေရဲ့ရေတွေဝင်ခဲ့ပြီးလမ်းတွေပျက်စီးသွားသလိုအာရာပိုင်တွေကလျှက်စစ်တွေအားတွေလည်းဖြတ်တောက်လိုက်ရပါလေလူဦးရေ၃သိန်းခွဲနေထိုင်တဲ့အဲ့ဒီမျိုးလေးဟာမိုးရှင်းနိုင်စတဲ့ရွာသွန်းခဲ့တဲ့အတွက်ကြောင့်ရေလွှမ်းမှုခဲ့တာဖြစ်ပြီးအာရာပိုင်တွေဟာရေတွေဝင်နေတဲ့ဆေးရုံမလူနာတွေကိုလည်းဘေးလွတ်ရာကိုကဲထုတ်ပေးခဲ့ရပါသေးတယ်လက်ရှိအဲ့ဒီစိတ်ကမ်းမြို့မှာလူပေါင်း1300ကျော်ဘေးလွတ်ရာရှူပြောင်းခဲ့ရတယ်လို့ဆိုပါတယ် အညီနောက်ဆိုရကတော့ရေးပေါ်ရေးပေးကုသရေးအတွက်ဒေါ်လာ6သန်းကျော်ထောက်ပံ့ထားပါတယ်။ဘာဟီယာဘလန်ကာမျိုးလေးမှာနိုင်ပိုင်းတွေရွာသွန်းခဲ့တဲ့မွေးခြင်းဟာ15လက်မကျော်ရှိခဲ့ပါတယ်။အဲ့ဒီမွေးခြင်းပမာဏဟာတနှစ်တာအတွင်းရွာသွန်းခဲ့တဲ့ပမာဏနဲ့အတူတူပဲဆိုပြီးတော့မျိုးနယ်ရဲ့လူကြိုင်းဝန်ကြီးဂျာဘီယာအလန်ဆိုကပြောပါတယ်။ဘာဟီယာဘလန်ကာမျိုးလေးဟာ1939ခုနှစ်ကအပြင်းထန်သောမုန်တိုင်းတိုက်ခတ်မှုကြောင့်မွေးငယ်185လက်မထိကိုရွာသွန်းခဲ့ပြီး အခုမိုးရေချိန်ထက်တော့မှ3ဆနီးပါးများပြားခဲ့မှုတယ်လို့ဆိုပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေမှာလုံလုံနေကြလို့ပြည်တော်စုဆိုရစီကချီးထားတဲ့အကြောင်းစိတ်ချင်းွေပြန်ဆက်ဆရာမလို့တဲ့စီစဉ်ကနေတချို့ကိုဖယ်ရှားဖို့တမန်တော်ထံကမိန့်ထုတ်လိုက်ပါတယ်။တရားမဝင်ရွှေပြောင်းလာသူတွေ၊ကျန်းဖက်ဖွဲ့စည်းတွေ၊တရားမဝင်ရဲ့လုပ်တွေနဲ့ဆက်နွယ်နေတဲ့လုပ်ငန်းတွေမှာလုံနေကြသူတွေချင်းွေပြန်ဆက်ဖို့ကဲလုံခွင့်စင်းကနေဖယ်ရှားဖို့တမန်တော်ထံက ပင်ငယ်ဝန်ကြီးဌာနကိုညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။ပရာဟိတလုပ်ငန်းတွေပါဝင်အကျိုးဝန်အစိုးရဌာနတွေမှလုံးလုံးနေတဲ့သူတွေထဲကပြောင်းလဲဆိုရချင်းငွေစေကို10နှစ်ပြန်ဆက်ပြီးသူတွေအနေနဲ့ကြံကျွေးကိုပြန်ဆက်စရာမလိုပဲအကျိုးရောပေးတဲ့ PSLF စီစဉ်ကို2008ခုနှစ်မှာတွတ်တော်ကချမှတ်ခဲ့ပါတယ်။ဝန်ဆောင်မှုလုပ်ငန်းတွေမှာလုံနေသူတွေအတွက်ကြောင်းစိတ်ချင်းွေပြန်ဆက်မှုကင်းလုပ်ခွင့်အစဉ်စီဟာလွှတ်တော်မိန့်နဲ့လှောက်ထားတာဖြစ်တာမို့သူ့အနေနဲ့ဆက်ထားရှိမယ်လို့လုံခဲ့တဲ့တင်းသုံးဘက်ကပြည်ငယ်ဝင်ကြီးဖြစ်လွှတ်တော်ကြားနာပွဲမှာ လင်ဒါမမ်မိုဟန်ကထွက်ဆိုခဲ့ပါတယ်။ပေါ့ကြနေကထုတ်ပြန်တဲ့သမောင်းမင်းရအများပြည်သူဝန်ဆောင်မှုဆိုတဲ့သတ်မှတ်ချက်မှာတရားမဝင်ရည်ရွယ်ချက်နဲ့လုပ်နေတဲ့လုပ်ငန်းတွေကိုဖယ်ရှားပြီးအဲဒီလုပ်ငန်းတွေမှာအလုံးလုံးနေသူတွေကိုအကျွေးကင်းလုပ်ခတ်မပေးဖို့ပညာရေးဝန်ကြီးကိုညွှန်ကြားခဲ့တာပါ။တရားမဝင်နိုင်ငံတွေရောက်နေတဲ့ထောက်ထားမဲ့တွေကိုနှိမ်နေဖို့သမ္မတထွန်မူဝါဒရအခုလိုဆောင်ရွက်တာဖြစ်တယ်လို့နိုင်ငံရေးကဲခတ်တွေကသုံးသပ်ပါတယ်။ဒီမိဘဥပဒေကြောင့်ကနေစိန်ခေါ်မှုတွေရှိလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။နောက်ထပ်သတင်းပေါ်ပြောချင်ပါတယ်။ ပါကစ္စတန်ရဲ့ခွဲထွက်ရေးဝါဒီတွေဟာတရုတ်ရဲ့အကျိုးစီးပွားတွေပေါ်စစ်ပွဲအစ်တွေဆင်နွှဲနေပါတယ်။ပါကစ္စတန်ခွဲထွက်ဝါဒီလက်နက်ကိုင်ဖွဲ့တွေဟာနိုင်ငံတွင်းမှာရှိတဲ့တရုတ်ရဲ့စစ်ပွဲလုပ်ငန်းတွေနဲ့အကျိုးစီးပွားတွေကိုပြစ်မှတ်ထားတဲ့အနေနဲ့စစ်ပွဲအစ်တခုဆင်နွှဲဖို့ပြင်ဆင်နေတယ်လို့ Nikkei Asia ကဖော်ပြခဲ့ပါတယ်။ BRAS မြရှိမြန်မာစစ်သူကြောင့်ဖွဲ့ဟာဘလို့မျိုးသားတက်မတော်မြရှိစစ်တပ်ကိုပေါင်းစည်းဖွဲ့စည်းရတဲ့အစည်းအဝေးနေကျင်းပါပါတယ်။အဲဒီမြန်မာစစ်သူကြောင့်ဖွဲ့မှာတရားစတာပေါ်ချွားတဲ့ဘလူးချစ်စတန်ပြည်နယ်မှာ လွတ်လပ်ရေးအတွက်ခွဲထွက်ဖို့တောင်းအားပေးလို့ဆောင်တဲ့စစ်သွေးကြောဖွဲ့တွေပူးပေါင်းပါဝင်ထားပါတယ်။ဒါပေမဲ့ Bloch မြို့သားတက်မတော်မှာဒီညွန်ပေါင်းဖွဲ့တွေမှာလက်နက်ကင်အင်အားဘလောက်ပါဝင်လဲဆိုတာအတိအကျမသိရသေးပါဘူး။ BRAS ဥစ္စာဘောမှာပါဝင်တဲ့ဖွဲ့တွေဟာပါကစ္စတန်နဲ့တရုတ်ကိုစန့်ကျင်တဲ့ထိုးစစ်တစ်ခုအပြင်းထန်ဆင်နွှဲမှုတွေကျင်းပါလေ။လက်ရှိ BRAS မြို့ပေါင်းဖွဲ့မှာ Bloch လူမျိုးရေးတက်မတော် Blochistan လူမျိုးရေးတက်ဦး Bloch တက်မတော်အဆောင်တ Sindhi လူမျိုးရေးဖွဲ့စည်းနဲ့ Sindhu Dash Dollar ရေးတက်မတော်အစားရှိတဲ့လက်နက်ကင်ဖွဲ့ပေါင်းများစွာပါဝင်ပါလေ။ ဒီဖွဲ့တွေဟာတော်တော်ထူထောင်ဖို့ဖွဲ့စည်းဖို့ပုံမအင်အားခိုင်မာစေဖို့ဒေသအလုံးမှာစစ်ပဆိုင်ရာအခြေခံချက်တွေပြန်လည်ဖွဲ့စည်းဖို့တပ်တွေကိုချက်ချင်းစုစည်းဖို့ညွန်ပေါင်းဖွဲ့ကောင်းဆောင်တွေကပြောပါတယ်သူတို့အဓိကရွေချက်ကတော့တကွဲတပြားစီဖြစ်နေတဲ့ဘလုတ်တော်လင်ရေးတပ်ဖွဲ့တွေကိုစုစည်းဖို့ပါကစ္စတန်ဆိုရနဲ့ပါကစ္စတန်အတွင်းမှာရှိတဲ့တရုတ်အကျိုးစီးပွားကိုတိုက်ခိုက်ဖို့ဖြစ်ကြောင်းကြေညာပါတယ်ဘလုချစ်စတန်ပြည်နယ်ရှိလက်နက်ကိုင်ဖွဲ့တွေကတရားစရာပေါ်ချွားရတဲ့သူတို့ပြည်နယ်တွင်းရှိတရုတ်လုပ်ငန်းတွေကိုမကြာခဏတိုက်ခိုက်လိမ့်ရှိတယ်လို့သိရပါတယ်နောက်ထပ်သတင်းပေါ်ပြောချင်ပါတယ် လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်တဲ့အမျိုးသမီးအားလုံးကိုအလေးပြုဂုဏ်ပြုပါတယ်လို့ယူကရိန်းကာကွယ်ဦးစီးချုပ်ကပြောပါတယ်လွတ်လပ်မှုအတွက်မတရားမှုကိုတွန်းလှန်တိုက်ပွဲဝင်ရမှာအမျိုးသားတွေနဲ့တန်တူလက်နက်ကန်တိုက်ပွဲဝင်တဲ့အမျိုးသမီးအားလုံးကိုအလေးပြုဂုဏ်ပြုကြောင်းယူကရိန်းကာကွယ်ဦးစီးချုပ်ပိုတိုဂျီစီယာစကီကပြောပါတယ်ယူကရိန်းလွတ်လပ်ရေးအတွက်တက်မတော်မှာတာဝန်ထမ်းနေတဲ့အမျိုးသမီး9000ကျော်ရှိတယ်ဆိုပါတယ်ခက်ခဲတဲ့ကြောင်းကလည်းမျိုးသားတွေနဲ့တန်တူတိုက်ပွဲဝင်သူတွေ ကျမ်းမာရေးကုသဆောင်ရှောက်မှုပေးသူတွေနောက်တန်းကနေပံ့ပိုးကူညီတဲ့အမျိုးသမီးအားလုံးရဲ့ခွန်အားတတိနဲ့ရည်ရွယ်မှုကိုလေးစားကုန်ပြုကြောင်းပြောပါတယ်။ရုရှားကြီးကျော်စင်မှာတောလန်တိုက်ပွဲဝင်ရင်တာသမီဖခင်ခင်မွန်မွန်မဆုံရှုံခဲရတဲ့အမေသမီးညီမအမျိုးသမီးအားလုံးကိုလည်းဥညွတ်လေးပြုသူအားလုံးရဲ့နာကျင်မှုဝိဒနာအတွက်တရားမျှတတဲ့ညီချင်းရင်းနဲ့ယူကရိန်းနိုင်ငံတော်အစ်ကိုပြန်တီဆောင်မယ်လို့ယူကရိန်းကဝေဥစည်းချုပ်ကပြောခဲ့ပါတယ်။နောက်ဆုံးသတင်းမှုပြောချင်ပါတယ်။ပထမဆုံးခရီးရန်တွေတူးဖော်ခဲ့တယ်လို့လူသိများတယ်။တူရကီနိုင်ငံကရှေ့ဟောင်း လို့ဝက်မြေအောင်မျိုးတော်ကြီးဆိုတဲ့အကြောင်းပြောချင်ပါတယ်။အဲ့ဒီနေရာဟာကမ္ဘာထင်ကရနေရာထဲမှာပေါ်ဝင်ပါတယ်။အနက်ပီ280ခန်းကြီးတူထားပြီးမြောင်းမျိုးတော်တန်းဟာအနည်းဆုံး2ပေါင်း2800ရှိပါတယ်။တချို့ယူဆတဲ့ခရစ်တော်မပေါ်ခင်800ဆို900ဆိုလောက်ကတူးခဲ့တယ်လို့ယူဆခဲ့ပါတယ်။စက်ကရီယာမထွန်းကားသေးတဲ့ဟိုးရှိခေတ်ချင်းမှာမြို့တစ်မြို့စာတည်လောက်တဲ့အထိအနက်ကိုဘလို့များတူးနိုင်ခဲ့လဲအံ့ဩစရာပါ။နှစ်ပေါင်းတော့ကြာလို့ဝက်စွာတည်ခဲ့တဲ့မြောင်းမျိုးတော်ကြီးကို1963မှာပြန်လည်တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဒီလိုမြေအောင်မြို့တော်ကြီးကိုဘာကြောင့်တိဆောက်ခဲ့တယ်လို့မေးခွန်းထုတ်ပေမဲ့စစ်ပွဲရန်ကကောက်ွယ်ဖို့ပြင်းထန်တဲ့ရာသီဥတုတန်ကလွတ်မြောက်ဖို့အတွက်တိဆောက်ခဲ့တယ်လို့ဆိုရပါမှာတူရကီနိုင်ငံကပါဒိုးစီးယားဒေသမှာတူဖော်ခဲ့မိခဲ့တာဖြစ်ပြီး soft volcanic rock ဘီတောင်ကျောက်ဖြူတွေဖြစ်တာကြောင့်ဒီလောက်အနက်ထိတူဖော်နိုင်ခဲ့တယ်ဆိုပါတယ်ပိုပြီးထူးဆန်းဖို့ကောင်းတဲ့ချက်ကမြို့တီဆောက်တဲ့နေရာမှာစာတင်ကျောင်းနဲ့ဖခင်အကျောင်းမှာထည့်သွင်းတိဆောက်ခဲ့ပါတယ် ကြောက်အိမ်လေးတွေပုံစံလူနေအိမ်ဖွဲ့စည်းထားပြီးတော့လေဝင်လေထွက်စနစ်တရားကျော်ပါဝင်ပြီးအသက်ရှူမမောအောင်လည်းဖန်တီးထားပါတယ်။တရား80ပြည်နည်းနည်းအထိမြောင်းမြို့တော်နာမည်ဟာ Darren Kuyu ဖြစ်ပြီးတခိတခါကလူပေါင်း2000ကျော်အထိနေခဲ့တယ်ဆိုပါတယ်။လက်ရှိမှာတော့အန်အောပွဲတွေ့ရှိမှုတစ်ခုဖြစ်ပြီးခီးသွားတွေပြားပန်းခန့်လာရောက်လေလာတဲ့မြောင်းမြို့တော်လည်းဖြစ်တယ်လို့သိရပါတယ်။